မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ချစ်လာစွာသောတမမေဆွေစိတ်ချမ်းသာကြီးကိုကြီးချမ်းမာခြင်းပြီးပြည့်စုံပြီးတော့ဘူးဆံပန်လေးလိုအစင်သာရလန်းဆန်းနိုင်ကြပါစေခန္ဓာရှိလို့ဝေဒနာရှိတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ဝေဒနာတွေကိုဆရာကောင်းတမကောင်းနေနဲ့တွေ့ပြီးဓာတ်ကြီးလေးပါညီညွတ်ပြီးတော့စတုလောကပါလာတခွင်မှာရှိကြကုန်သောစတုလောကပါလာနတ်မင်းနဲ့အတူဒီမှာတို့ကနတ်ကောင်းနဲ့မြတ်တွေမြေဆောင်နဲ့ပထူရေဆောင်နဲ့အစရှိသောရေဆောင်နဲ့အစရှိသောနတ်တွေပါရဲ့စောင့်ရှောက်ခြင်းကိုခံရပြီး ကျမ်းမာခြင်းသည်လက်တပါဆိုတဲ့အတိုင်းကျမ်းမာတော်သူချမ်းသာတော်သူလူနိုင်တန်းနိုင်တော်သူပေးနိုင်ကမ်းနိုင်တော်လက်တစုံဖြစ်ပါစေလို့ကျွန်တော်ခွန်သာချူကဆုတောင်းမြတ်တာဖူတာပေးပါရယ်အခုကျွန်တော်ဟောပေးမှာကတော့၁၇လပိုင်းအတွင်းမှာရှိတယ်တနင်္ဂနွေသားသမီးတွေနဲ့ပတ်သက်တဲ့အဆိုးကောင်းအကျိုးကြောင်းလေးကိုဟောပေးမှာပါတနင်္ဂနွေသားသမီးတွေကစီဝါဥစားလလပါနဲ့ပတ်သက်ပြီးတော့၁၇လပိုင်းထဲမှာတမှုထူးပြီးတိုးတက်စေတတ်တဲ့ရွှေဝင်နာမျိုးဆက်ပစ္စည်းဝင်နာမျိုးမြေဝင်နာမျိုး ဟိုကိုယ့်ရဲ့ဘဝရဲ့ပိုင်ဆိုင်မှု level တခုအမြင့်တက်သွားတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကိုယ့်ကိုအကျိုးပြုမဲ့လူတွေနဲ့တွေ့တတ်တယ်လို့ကိုယ့်ကိုဒုက္ခပေးမဲ့သူတွေတောကပေးမဲ့သူတွေကိုကိုယ့်စိတ်ထဲကအလိုလိုသိပြီးတော့ရှောင်ကွင်းသွားခြင်းတဲ့စိတ်ကလေးတွေဖြစ်လာပါလိမ့်မယ်။ ကိုနဲ့ပတ်သက်တဲ့လူတချို့ရဲ့ကိုယ့်အပေါ်မှာယူသားတာတွေကိုယ့်ကိုကြောက်ချစ်တာတွေကိုယ့်ဒုက္ခပေးနိုင်တာတွေကိုကိုကဆိုင်းလိုက်ရတယ်လို့ကြိုရနေပြီးတော့အဲ့ဒီလူတွေကိုရှောင်ပွင်းသွားနိုင်မယ်အဲ့ဒီလူတွေကိုအနိုင်ယူနိုင်မယ်အဲ့ဒီလူတွေရဲ့ရန်ကနေကင်းဝေးသွားနိုင်တယ်လို့ပြထားတာပါကျမရေးချူချာတာမျိုးတော့ဖြစ်စေတတ်တယ်။အထူးသဖြင့်ကိုယ့်ရဲ့လက်အောက်ငယ်သားတွေလည်းကျမရေးချူချာစေတတ်ပါတယ်။မိသားစုဝင်တွေမှဆိုရင်လည်းကိုယ့်ထက်ငယ်တဲ့ကလေးသူငယ်ကိုယ့်ရဲ့မိသားစုဝင်တွေကကိုယ့်ထက်အသက်ငယ်တဲ့သူတွေရဲ့ကျမရေးချူချာစေတတ်ပါတယ်။ မိမိကိုယ်နိုင်ကအစာအိမ်နဲ့ပတ်သက်တာတွေရေခေါင်းအောင်တာတွေအာယုံကြောနဲ့ပတ်သက်တာတွေတစ်ချက်တစ်ချက်ခေါင်းမူးဝေတာမျိုးတွေဖြစ်ပေါ်ရှိတယ်အတက်အန်ဒီရဲ့ထိတော့အဆူဆူဝါဖြစ်ဖို့မရှိပါဘူးလူမျိုးခြားအကျိုးပြုတာခံရမယ်ဆက်လက်ဝိုင်းထဲမှာကံကောင်းစီတဲ့အရာတွေကတော့နုနှစ်ရောင်စိတ်နှုရောင်ဗရောက်၆ရောင်ညညူရောင်အဲ့ဒါတွေကကံကောင်းစီတဲ့အရာတွေပါကံကောင်းစီတဲ့အတီးကတော့နက်နက်တီး ပန်းသည်ဇပြစ်သည်အဲ့ဒါတွေကကန်ကောင်းစေတဲ့အသီးတွေပါတနင်္ဂနွေသားသမီးတွေကိုဆက်လာပိုင်းထဲမှာအကျိုးပြုစေနိုင်တဲ့နှစ်ဘက်ကတော့ခွန်၁၁အဲ့ဒါတွေကအကျိုးပြုစေတဲ့ကဏ္ဍတွေပါခွန်လို့၁၁အပူလို့ပေါ့နော်အလုတ်အကိုင်နဲ့ပတ်သက်ရင်မလုတ်ဖူးသေးတဲ့အလုတ်တွေကိုဦးစားပေးပြီးတော့လုပ်စေချင်တယ်စီးပွားရေးနဲ့ပတ်သက်ရင်တော့ပုံပြီးရင်းနှီးလိုက်တာမျိုးတွေအော်ပြီးရှင်းတာမျိုးတွေမလုပ်စေချင်ဘူးစက်တလပိုင်းရဲ့ဒုတိယပတ်ကိုကြောင်းရင်ရွှေငွေကြောက်တံပရမများအစ်စ်ဝင်စေတတ်တယ်လို့ပိုင်ဆိုင်မှုတွေတိုးလာပါလိမ့်မယ် စတလာပိုင်းရဲ့ပထမအပတ်ထဲမှာတော့မွေးချင်းမောင်နှမသားချင်းတွေမိသားစုဝင်အချင်းချင်းတွေစကားများရတာမျိုးစိတ်ကတိကအောင်ပြရတာမျိုးတွေဖြစ်ပေါ်ရှိပါတယ်။ ်အစာအိမ်နဲ့ပတ်သက်တဲ့ယောဂဝိဒနာဖြစ်ဖို့ရှိတဲ့အတွက်ကြောင့်အစာအသောက်ပိုင်ဆိုင်ကိုတနင်္ဂနွေသားသမီးတွေဂရုစိုက်ပေးပါအယောင်းဝယ်လုပ်နေတဲ့တနင်္ဂနွေသားသမီးတွေကတော့ရောင်ရည်ဝယ်ရေးကန်ကောင်းစေဖို့အတွက်ကိုအဆောင်ကောင်းအနေနဲ့နွယ်ဂျိုဆောင်ဖို့လိုအပ်ပါတယ်ကိုရရဲကိုထင်စားတဲ့နွယ်ဂျိုလေးကိုစတိဆောင်ထားမယ်ဆိုရင်ကို့မှာရှိနေတဲ့ရောင်ရည်ဝယ်ရေးစမ်းနေတက်ပြီးတော့ကိုရဲ့ဗဇက်ကလာပါဝယ်ပါခေါ်လိုက်တဲ့အတံကိုတစ်ဖက်လူရဲ့နားမှာအစွဲတက်တစ်ခုဖြစ်ပြီးတော့ကိုရဲ့အယောင်းဝယ်ကောင်းလာနိုင်ပါတယ် လကဇာသမားတနင်္ဂနွေသားသမီးတွေကတော့အလုံးမှာပြဿနာတက်တာမျိုးအေးအေးယူခံရတာမျိုးအထင်လွဲခံရတာမျိုးဆွဆွဲပြောဆိုခံရတာမျိုးတွေဖြစ်စေတတ်တယ်ပြီးတော့အစာအသောက်မှာဖို့ရှိတယ်ဗိုက်ဆင်ဖြစ်စေမဲ့အစာအသောက်တွေကိုယ့်ရဲ့သွေးသားခန္ဓာကိုယ်ကိုဓာတ်ပြည့်စေမဲ့အစာအသောက်တွေအလာဂျီဖြစ်စေမဲ့အရာတွေကိုစားမိပြီးတော့အရေပြားနဲ့ပတ်သက်တာတွေပြီးတော့အစာရင်နဲ့ပတ်သက်တာတွေအာရုံကြောနဲ့ပတ်သက်တာတွေကိုထိခိုက်စေတတ်တယ်အားလုံးဒီဆက်ကြယူဆိုင်ပြပါခင်ဗျာလကဇာသမားတနင်္ဂနွေသားသမီးတွေကကိုယ်စကားအောင်ဖို့အတွက်ကိုယ်ပြောလိုက်တာကိုတစ်ဖက်သူကလက်ခံပြီး ော့ကိုယ့်ဘောကောင်းသောနမိတ်တွေပြန်ပြီးတော့ဖန်တီးပေးနိုင်ဖို့အတွက်ကိုယမနေသားပတိတို့ရင်းတိုက်သားပတိတို့နဲ့ပတိစိတ်နဲ့ဆိုရင်လုပ်ငန်းဌာနဝိုင်းဆိုင်ရာထဲမှာဖြစ်မဲ့ပြဿနာမဖြစ်တော့ဘူးလို့ပြထားပါတယ်။ဘဝဘဝရဲ့တိုးတက်အောင်မြင်ခြင်းအကြောင်းတရားတွေကိုလိုချင်တယ်ဆိုရင်မင်းကွန်းကောင်းလောင်းကိုမျိုးလုံးထဲမှာအာယုံပြုပြီးတော့အောင်းနမောဗုဒ္ဓတာအရဟံတိတ်တိဆိုတလုံးချပြီးတရက်ကိုပတိ၅ပတ်စိတ်ပေးပါမင်းကွန်းကောင်းလောင်းကိုစက်တလပိုင်းထဲမှာတနေ့မနေ့သားသမီးတွေကအာယုံပြုမယ်ဆိုရင်တန်တရာတစ်လျှောက်မှာပြုခဲ့တဲ့ကုသိုလ်တွေကိုပြန်လဲ2 for စသုံးနိုင်တဲ့လ လတ်လာဖြစ်လာမှာပါအိနောင်ရှင်နဲ့အိနောင်ရှိပြီးသားတနင်္ဂနွေသားသမီးတွေကအိနောင်ရှင်နဲ့ပြဿနာဖြစ်တတ်တယ်သားသမီးရဲ့ကျန်းမာရေးပူပန်ရတတ်တယ်လူမျိုးလူလွတ်တနင်္ဂနွေသားသမီးတွေကတော့ကိုချစ်ခင်တဲ့သူရဲ့အနိုင်ယူခြင်းကိုခံရမယ်အလျှော့ပေးရတတ်တယ်ဒါကတော့တနင်္ဂနွေသားသမီးတွေရဲ့ဒီစက်တလပိုင်းထဲမှာကြုံတွေ့နေရတဲ့အရာလေးတွေပါငွေခံကောင်းခြင်းနဲ့ဆိုရင်ကြောက်ဖြုံယူလူမြင့်ခွာရွယ်တုံလူငွေခံကောင်းခြင်းရင်ပရိမမများစိတ် ကထိန်အလူအနေနဲ့တင်းမှုတွေတာသမီတွေဟာခြေသွုပ်ကုန်လူရမယ်ဖုန်ကြီးဆောင်းထီလေးတွေလူပေးဖို့လိုအပ်ပါတယ်ဒီလောက်ပါပဲအရန်ဆိုးကြီးတွေမရှိပါဘူးစိတ်ချမ်းသာကြီးကိုယ်ကျန်းမာခြင်းတွေပြည့်ပြည့်စုံပြီးတော့ဆက်တလပိုင်းကိုကောင်းမွန်စွာပြတ်သားနိုင်မယ်ခုနရတာသမီတွေဖြစ်ပါစေလို့ကျွန်တော်ခွန်သာချုပ်ကဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ